အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ပုတ်ပါတောင်မကြီးကို အပိုင်ဆိုးရတဲ့မြမပြည်ပြည်လုံးမှာထင်ရှားကြော်ကြတဲ့အိမ်တွင်းမင်းမဟာဂီတိနဲ့ဒါမှမဟုတ်ဘဘဲမောင်တဲတယ်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မနှိပ်ရသေးရင် subscribe လေးနှိပ်ခဲ့ပေးဖို့လေးစားစွာနဲ့တောင်းဆိုရပါတယ်ခင်ဗျာတက္ကရ266ခုနဲ့ပကံပြည်မင်း80မြောက် တေလေချောင်းမင်းလက်ထက်မှာတကောင်းပြူမှာတင်ရှားကြော်ကြားတဲ့ဘဘဲသမားတူရှိနေခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ဥတင့်တော်ဖြစ်ပါတယ်။ဥတင့်တော်ဟာခွန်အားဗလာကြီးမှာပြီးရုပ်အစင်းအတွင်ပြင်ကြနာပြည့်ပြည့်တဲ့အတွက်မောင်တင့်တယ်လို့ခေါ်တယ်။တာတယောက်နဲ့ချောမောလှပတဲ့စောမေယာနဲ့ရှင်ထွေးလာလို့ခေါ်တဲ့သမီးနှစ်ယောက်ရှိပါတယ်။မောင်တင့်တယ်ဟာထွားကြိုင်သူပြီးပြီးငယ်စဉ်ကလေးကအခြားရွယ်သူတတ်သူကလေးများထက်လေးစားပုံမစားနိုင်တယ်လို့ဆိုကြပါတယ်။အရွယ်ရောက်လာတဲ့အခါမှာလည်း ထမင်းတစ်နက်စားရင်လေးပြည့်ချက်ကန်ကောင်းအောင်စားနိုင်တယ်လို့ဆိုကြပါတယ်။မောင်တင်းရဲ့အရွယ်ရောက်တဲ့ခိမာတော့ဖခင်ရဲ့ဗဘဲလုပ်ငန်းကိုပဲစက်ခံလောက်ကြိုက်ခဲ့ပါတယ်။သူအလုပ်လုပ်တဲ့အခါ25ပိတာလေးတဲ့သူကိုလက်ဝဲဘက်မှာကင်ပြီး90ပိတာလေးတဲ့သူကိုလက်ရဘက်မှာကင်ဆောင်ကအလုပ်လုပ်လို့ရှိပါတယ်။အဲ့ဒီသူနှစ်လက်ရဲ့ပေပေါ်မှာရှိတဲ့တန်တယ်ပစ္စည်းကိုထုနှက်လိုက်တဲ့အခါမှာတော့တကောင်းမြို့တမြို့လုံးတုံခါသွားလောက်အောင်အင်အားကြီးမာလွန်းလာပါတယ် အဲ့ဒီတူတန်ကိုဝေးလံတဲ့အရမရှိတဲ့နန်းတော်ကတော့ကြားရတယ်လို့ဆိုကြပါဗျ။မောင်နှင်းတွေဟာစင်ပြောင်ရဲ့အဆွဲကိုလည်းချိုးနိုင်ပါဗျ။တန်ချောင်းများကိုလည်းသူ့ရဲ့ဥကောင်းပေါ်မှာတင်ပြီးလေးကိုင်းကဲ့သို့ညွန့်ကွေးသွားအောင်ပြုလုပ်နိုင်တဲ့အထိခွန်အားပလာကြီးမားလှပါဗျ။အဲ့ဒီလိုအင်အားကြီးမားလွန်လှတဲ့ဘဘဲမောင်နှင်းတွေရဲ့အကြောင်းကိုတကောင်းပရင်ကြားသိတဲ့အချိန်မှာတော့ထင်းနှံလူယူမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဘဘဲမောင်နှင်းတွေကိုဖမ်းဆီးတတ်စီရန်အမိတ်ချမှတ်တော်မူခဲ့ပါဗျ။မိမိကို ဖန်ဝရန်ထုတ်ထားကြောင်းကြားသိလိုက်ရတဲ့မောင်တင့်နယ်ဟာလည်းမလေတော့အရသူထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။မောင်တင့်နယ်ကိုဖမ်းဆီးမရမှန်းသိတဲ့မင်းကြီးက အလွန်စိတ်မချမ်းမသာဖြစ်သွားခဲ့ပါတယ်။မောင်တင့်နယ်ဟာချောမောလှပတဲ့နှမငယ်ရှိကြောင်းကြားသိရတဲ့အချိန်မှာတော့ဒကောင်းမင်းကြီးဟာဘဘဲမောင်တင့်နယ်ရဲ့နှမငယ်ကိုအကြံအစီနဲ့ကောက်ယူတော်မူခဲ့ပါတယ်။တိတ်မကြခင်မှာပဲဒကောင်းမင်းကြီးကမောင်တင့်နယ်ဟာသူ့ရဲ့ရောက်ဖတ်တော်ဖြစ်လာလို့နန်းလူကြီးကိုမစိုးရင်တော့ကြောင်း တကောင်းမျိုးတို့ပြန်လာရင်အခွန်လှုပ်ပြီးပြန်လာပါကလူစားခန်းအမည်ဖြစ်ကြောင်းကိုစုံးမေယာယုံကြည်အောင်ပြောဆိုခဲ့ပါတယ်။စုံးမေယာကလည်းဘရင်စကားကိုယုံမှတ်ပြီး မောင်တင်တွေကိုအခေါ်လှုပ်စေခဲ့ပါတယ်။ဘဘဲမောင်တင်တွေကလည်းအမှန်တကယ်မျိုးစားခန်းလို့ရေးအခေါ်လှုပ်တယ်လို့ယုံကြည်တဲ့အတွက်ကြောင့်တကောင်းမျိုးကိုလိုက်လာခဲ့ပါတယ်။တကောင်းမျိုးကိုရောက်လာတဲ့အခါမှာတော့ရဲမန်အများပြကခက်ခက်ခဲဖမ်းဆီးခဲ့ရပြီးစကားပင်မှာချုံနောင်ထားခဲ့ပါတယ်။မောင်တင်တွေကိုဖမ်းဆီးချုံနောင်ထားပြီးဖြစ်ကြောင်း ၎င်းဘရင်ကိုတရအူးတင်တဲ့ခိမာတော့ဘရင်ကြီးဟာမိဖုရားစုံမရပါဝင်ချွေရန်အတင်းပင်းတွေနဲ့ကြွားချီတော်မူလာခဲ့ပါတယ်။ဘဘဲမောင်တင်တဲ့ကိုတက်ဖို့အမိတ်ပေးလိုက်ပြီးတဲ့အချိန်မှာတော့ဓာတ်နဲ့ခုတ်လှမ်းနဲ့ထိုးကြပေမဲ့မတည်ကြောင်းရှောက်တင်ကြတဲ့အချိန်မိဖို့ကြီးတဖို့ဖူပြီးမောင်တင်တဲ့ကိုမိရှိုးတက်ကြရန်မိတ်တော်မူခဲ့ပါတယ်။အလုံးပူပြင်းလာတဲ့မိတောင်မီလီယံအတွင်းမှာတွန့်လှိန်နေတဲ့အကိုတော်ကို တွေ့မြင်လိုက်ရတဲ့အချိန်မှာတော့နှမငယ်စုံမရာ ယူကျုံမရဖြစ်သွားကြရပါတော့တယ်။စောမရငါကြောင့်ငါအကူကြီးတေးရရှာလဲဆိုပြီးယူကျုံမရဖြစ်ပြီးမိဘုံအတွင်ကို ပြေးဝင်သွားလိုက်ခဲ့ပါတယ်။အဆောက်အကျများကလိုက်ပြီးဆွဲခဲ့ပေမဲ့ခေါင်းကမိမလောင်သေးပေမဲ့ကိုလုံးတစ်ခုလုံးအလူပူပြင်းလာတဲ့မိထဲမှာလောင်ကျွမ်းနေပြီးမောင်နှမနှစ်ယောက်လုံးဒီဝဲဝင်ကြရပါတော့တယ်။ကြီးမြတ်လာတဲ့ဥကောင်းတော်ဖြစ်တဲ့အတွက်မိမလောင်နိုင်တာလို့ဆိုပြီးစောမရရဲ့ဥကောင်းတော်ကိုဖျက်ပြီးနန်းနေထဲမှာ မောင်မတွေကကိုယ်ကွယ်ကြတယ်လို့မှတ်တမ်းတစ်ခုမှ တွေ့ရပါတယ်။မောင်နှမနှစ်ဦးလုံးကွယ်လွန်သွားတဲ့အချိန်မှာတော့နတ်မောင်နှမဖြစ်က၎င်းစကားပြန်မှာပဲနေကြတယ်လို့ဆိုစမှတ်ရှိခဲ့ပါတယ်။တရားမဲလာတဲ့၎င်းမင်းကြီးကိုမကျေနပ်တဲ့စိတ်နဲ့စကားပြန်အောင်ရောက်လာတဲ့လူသူကျွမ်းသောတိရစ္ဆာန်တွေကိုဖန်ဆာချောက်လန့်ခဲ့ကြပါတယ်။အဲ့ဒီသတင်းကို၎င်းမင်းကြီးကြားသိတဲ့အချိန်မှာတော့အရန်ကိုထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီးစကားပြန်ကိုအမြင့်ကတူးစီက AOD မြစ်တွင်းသို့မျောစေခဲ့ပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်းစုံမြောလာခဲ့ပြီးစကားပင်ကြီးက ပကံမြို့အနီးကညောင်ကမောက်ကိုဆိုက်ရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနတ်မောင်နှမနှစ်ယောက်ကတေးလေကြောင်မင်းကြီးကိုအခုလို အိမ်မက်ပေးခဲ့ပါတယ်တကောင်းပြီကနတ်မောင်နှမစကားပင်ကိုစီးပြီးညောလာပြီးမင်းကြီးဤပြည်သို့ရောက်သည်တင်းတင်းလျှောက်ပတ်သောနေရာ၌ထားလျင်အတင်မင်းကြီးဤတကွတိုင်းသူပြည်သားများကိုစောင်းမကြည့်ရှုမိဟုအိမ်မက်ပေးတဲ့အချိန်မှာတော့မင်းကြီးကစကားပင်ကြီးကိုနှက်ရုပ်ပြုတ်လို့ပြီး ်ပုတ်ပါတောင်မှာနှက်ကုန်းနှစ်နံနဲ့ထားခဲ့ပါဗါတယ်။တိုင်းသူပြည်သားတွေကလည်းနှက်ပူဇော်ဝဲကိုတစ်နှစ်တကာပုတ်ပါတောင်မှာခမ်းနားကြီးကျယ်စွာပြုလုပ်ခဲ့ပြီးအိမ်ရှိတွေမှာလည်းနှက်ကုန်းနှစ်နံများပြုလုပ်ကူးကွယ်ခဲ့ကြပါဗါတယ်။ပုတ်ပါတောင်ဟာမြတ်သောတောင်ဖြစ်တဲ့အတွက်မဟာဂေရီတောင်လို့ခေါ်ဆိုပါတယ်။ဗဘဲမောင်တင်းတွေတို့နှက်မောင်နှမကိုပုတ်ပါတောင်မှာနှက်ကုန်းနှစ်နံတွေနဲ့ပူဇော်ခဲ့တာကိုအစွဲပြုပြီးမဟာဂေရီနှက်လို့ခေါ်ကြပါဗါတယ်။တစ်နှစ်တစ်ကြိမ် နတော်လာရောက်ရင်မင်းမှုတန်းတွေကပုပ်ပားတောင်ကိုလာရောက်ကြပြီး ပူဇော်ပတတာကိုအစွဲပြုလို့မင်းမဟာဂိရိနတ်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။အနောထာမင်းကြီးလက်ထက်မှာရှင်အရဟံဗကံပြီးသို့ကြွလာပြီးဗုဒ္ဓတရားတော်များကိုဆုံးမတော်မူခဲ့ပါတယ်။အဲဒီနောက်အနောထာမင်းကြီးဟာအရေးကြီးဝါဒကိုဖယ်ရှားစေခဲ့ပြီးတပြိုင်နက်ထဲမှာပဲမင်းအမိတ်တော်ကြောင့်မင်းမဟာဂိရိနတ်ကိုကိုကိုွယ်သူတို့ကအိမ်ရှိမှာနှကုန်းနှန်းတွေမထားရတော့တဲ့အတွက် အိမ်တွင်းမှာပဲအုံဒီဆွဲပြီး ိုးကွယ်ခဲ့ကြပါတယ်။၎င်းကိုအစွဲပြုလို့အိမ်တွင်းမင်းမဟာဂိရိနဲ့လိုခေါ်တွင်ခဲ့ခြင်းဖြစ်ပါတယ်။တချို့ကတော့တောင်ကြီးရှင်နတ်မောင်နှမလိုလည်းခေါ်ကြပါသေးတယ်။မင်းမဟာဂိရိနဲ့ကခရစ်နှစ်640မှာဘယင်ဖြစ်လာတဲ့ပုပ်ပါစောယဟန်မင်းကြီးနဲ့စကားပြောဆိုမှုမရှိပေမဲ့ကျန်စစ်သားနဲ့အချိန်ချင်းစကားပြောဆိုခဲ့ကြကြောင်းကိုမှန်နှန်းရသဝင်က ဆိုလာပါသေးတယ်။ခေဆက်ဆက် ကိုးကွယ်ခဲ့ကြပြီးအလောင်းမေတရားလက်ထက်မှာတော့ပုပ်ပါနန်းနန်းကိုစောက်ရှောက်ဖို့ နှစ်ထိန်ခုနှစ်အိမ်တော်ကိုခန့်အပ်ခဲ့ပါတယ်။ဘိုးတော်ဖရာလက်ထက်မှာတော့မဟာဂီရိနတ်မောင်တို့မာတို့အားညက်နတော်ရွှေစင်ဆက်တာခဲ့ပါတယ်။တနည်းအားဖြင့်ရွှေချတယ်လို့ဆိုပါတယ်။မင်းတော်မင်းလက်ထက်ယရနာပုံနေပြီးတော့တိဆောက်စင်ကလည်းမြေနေရာကိုခုတ်တင်ရှင်းနေပြီးနတ်များကိုပူဇော်ပသခဲ့ရမှာမဟာဂီရိနတ်ကိုနှစ်ထိန်မောင်ဆဆိုသူကတောင်းဝန်ယူခဲ့ရတယ်လို့ဆိုကြပါတယ်။ကိုကိုွယ်ယုံကြည်မှုအနေနဲ့ဘဘဲမောင်တင်တဲ့ဟာဖိုးချင်းတချို့ထုတ်သက်ခံခဲ့ရတဲ့အတွက် မိလောင်သူကိုအုံရည်နဲ့ကုသတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်အုံဒီကိုချိတ်ဆွဲကြခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။မဟာဂေတိကိုအိမ်တွင်းနတ်အဖြစ်ကိုးကွယ်ပြီးနေအိမ်တွင်းကကာကွယ်ဆောက်ရှောက်မှုပြုသောနတ်အဖြစ်လည်းယုံကြည်ကြပါတယ်။အိမ်သူအိမ်သားများနေမကောင်းဖြစ်ရင်ဒါမှမဟုတ်အိမ်တွင်းအတိုက်အခိုက်တစ်ခုခုရှိရင်အုံတော်ကိုစစ်ဆေးပြီးအသည့်လဲလဲပေးကြပါတယ်။ပုံမှန်အဖြစ်တစ်နှစ်တစ်ခါဝါဝင်ချိန်မှာဆိုအုံဒီအသည့်လဲလဲပေးလေရှိကြပါတယ်။အဲဒါကြောင့် နေအိမ်တွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ယူရပြီးကိုယ်ကိုယ်ယုံကြည်ခြင်းလည်းဖြစ်ပါတယ်။အထူးသဖြင့်ခရီးသွားလာရန်ရှိတဲ့အချိန်မှာတော့မဟာဂေဒီနတ်မင်းကို တိုင်တေပတ်သက်ပြီးမှသာလိုရာခရီးကိုသွားကြကြောင်းကိုလည်းတွေ့ရှိရပါတယ်။မြန်မာနိုင်ငံမှာထင်ရှားကျော်ကြားတဲ့နတ်ဖြစ်တဲ့အတွက်ပူဇော်ပတ်သက်ခြင်းကိုလည်းဗဟုသုတအလေးနဲ့တင်ဆက်ပေးလိုပါတယ်။ကွန်ရခွန်ရငပြောသည့်ဖိဆိုင် မုံလီခွန်ချက် မုတ်ပြခွန်ချက်လက်ဖက်ခွန်ဘုံအမွှေးနှစ်သားနဲ့အုံဒီတလုံးတို့ကို ကတော့ဘွဲဖြစ်ပြင်ဆင်ပြီးအိမ်အောင်ဦးစည်းလို့သူကကတော့ဘွဲကိုတင်မြောက်ကပူဇော်ပတာကတော့ကြပြီးကတော့ဘွဲအတွင်းမှာအုံဒီကိုချိန်ချင်းငယ်နဲ့စိတ်ဆွဲထားရပါတယ်ပြီးတဲ့အခါအုံဒီရဲ့လက်ရဘက်မှာတော့ရက်တောင်လက်ဝဲဘက်မှာဓားကိုဆက်တာကြရပါတယ်အုံဒီရဲ့ထိတ်မှာလည်းအဝတ်ဖြူနီနှစ်ထပ်နဲ့ရစ်ပတ်ထားရတယ်လို့ဆိုကြပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ